ကျမတို့နရင်းစရာသတင်းဌာနကို2000ခုနှစ်မှာဖွဲ့စည်းခဲ့ပြီးအခုဆိုသတင်းဌာနရဲ့တက်တန်းက24နှစ်ကျော်ကာလကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ကျမတို့သတင်းဌာနဟာဒီ24နှစ်ကျော်တက်တန်းကာလကိုအလွေတကူဖြတ်သန်းလာခဲ့ရတာတော့မဟုတ်ပါဘူး။အခက်ခဲမျိုးစုံ၊အခွေကောက်မျိုးစုံ၊စိန်ခေါ်မှုမျိုးစုံကိုရင်ဆိုင်ရင်းနဲ့ဖြတ်သန်းခဲ့ကြရပါတယ်။ဒါပေမဲ့လေနရင်းစရာရဲ့ချစ်မြတ်လို့တဲ့ပြည်သက်တွေရဲ့ထောက်ခံအားပေးမှုနဲ့ အခုလိုဆေးစုနှစ်နှစ်ခုကျော်ကိုဖြတ်တန်းလာနိုင်ရဖြစ်ပါတယ်။ကျမတို့တည်င်းဌာနဟာ2014ခုနှစ်ကနေစပြီး2021ခုနှစ်အထိခုနှစ်နှစ်တာကာလမှာဘေးနိုင်ငံတကာ NGO ဘေးအဖွဲ့အစည်းကမှတရားအကူအညီကိုမရရှိခဲ့ပါဘူး။ဒါပေမဲ့ကျမတို့တည်င်းဌာနဟာကြက်ကြက်ခံရက်တည်ပြီးကျမတို့ရှောက်လန်းလူတွေလမ်းကိုခက်ခဲပင်ပန်းစွာရှောက်လန်းရင်းကျမတို့ပြည်သူတွေကို မီဒီယာသတင်းအလုံနဲ့အတက်မိုက်ဆုံးအလုံကျွေးပြုခဲ့ပါတယ်။ဒီနေရာမှာတရှုစေတနာရှင်တွေရဲ့သတင်းဌာနရက်တီလို့ရအောင်ကူညီပေးခဲ့တဲ့ကျေးဇူးတရားတွေကိုလည်းသတင်းဌာနအနေနဲ့မေ့လို့မရနိုင်ပါဘူး။2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ Internews ရဲ့အကူအညီကိုနှစ်နှစ်တာလောက်ရခဲ့ပေမဲ့2025 American သမ္မတ Trump တက်လာပြီးတဲ့နောက်မှာတော့နိုင်ငံတကာအကူအညီကိုရပ်တန့်လိုက်တဲ့အတွက်ကြောင့် ကျမတို့တည်င်းဌာနရဲ့အကူအညီတွေဟာလေရက်တန့်သွားခဲ့ရတာအခုရှင်ပြီဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဘေးနိုင်ငံတကာအဖွဲ့အစည်းကမှတိုက်ရိုက်အကူအညီမရတော့ဘဲနိုင်ငံတကာမြန်မာသတင်းမီဒီယာ BNI ကနေတဆင့်ခံရရှိတဲ့အကူအညီငွေနဲ့ရက်တည်နေရတာကြောင့်ရေရှည်ရက်တည်ရေးအတွက်စင်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ ကျမတို့တည်င်းဌာနရဲ့ရက်တီရဲ့အခက်ခဲတွေကိုနရီဇရာရဲ့အကြီးတန်းတည်င်းထောက်တယောက်ဖြစ်တဲ့မတ်အင်မြတ်ခိုင်ကအခုလိုရှင်းပြပေးထားတာကိုနားဆင်နိုင်ပါလိမ့်အားလုံးသိတဲ့အတိုင်းပါပဲတည်င်းဌာနတစ်ခုလေပတ်ဖို့ဆိုတာကငွေရောလူအင်အားအ धिक အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်ကျမတို့တည်င်းဌာနဆိုရင်အရင်ကဝန်ထမ်းပေါ့နော်တည်င်းထောက်ရောဝန်ထမ်းတွေရောအင်အား20ကျော်နဲ့ကျမတို့ထောက်လုပ်ခဲ့တာလေပတ်ခဲ့တာဖြစ်တယ်ဒါမဲ့ လက်ရှိမှာဘတ်ဂျက်အခြေအနေတွေကြောင့်ဝန်ထမ်းတဝက်ကျော်လောက်ကိုရှော့ချပြီးတော့ဝန်ထမ်း30ကျော်လောက်နဲ့ပဲကျမတို့ဌာနလေပတ်နေတာပေါ့နော်ဆိုတော့လက်ရှိရှိနေတဲ့ဝန်ထမ်းတွေအနေနဲ့လည်းဒါက30ရာခိုင်နှုန်းချက်တောက်ထားတဲ့ဈာကမှနေမညမအပေးရမရှိဘဲနဲ့ကိုကျမတို့ပုံမှန်သတင်းတွေတင်ဆက်နိုင်ဖို့အတွက်အများကြီးကြိုးစားနေကြတာဖြစ်ပါတယ်အာ platform မျိုးစုံကနေအဲကျမတို့မှာ Facebook YouTube Telegram ပေါ့နော်နောက်ပြီးတော့ website TikTok ဒီလိုမျိုး platform မျိုးစုံကနေပြီးတော့ကျမတို့ဗရခိုင်မြန်မာပြီးတော့အင်္ဂလိပ်ဘာသာတွေနဲ့ကျမတို့ပုံမှန်သတင်းတွေထုတ်လွှင့်တင်ဆက်နိုင်အောင်ကြိုးစားနေကြတာပါဒါပေမဲ့ငွေကြေးအခက်အခဲဆိုတာဟာအဲကျမတို့ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်ကိုဟိုအများကြီးအဆင်မပြေဖြစ်နေတယ်ပေါ့နော်လက်ရှိမှာ budget အခက်အခဲတွေကြောင့်မလို့ကျမတို့ဟိုဝန်ထမ်းရှိရဝန်ထမ်းလောက်နဲ့ကိုခက်ခက်ခက်ခဲလုပ်နေရတဲ့အပိုင်းတွေအများကြီးရှိပါတယ်ဆိုတော့ ကျမတို့သတင်းဌာနပုံမှန်ရေးရှိရည်တည်နိုင်ဖို့အတွက်ပုံမှန်သတင်းတွေထုတ်လွှင့်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ငွေကြေးအင်အားတစ်ခုဟာလည်းအဓိကမဖြစ်မနေပေါ့နော်မဖြစ်မနေရှိနေဖို့လိုအပ်တဲ့အရေးကြီးနေတဲ့အခန်းကဏ္ဍတစ်ခုလည်းဖြစ်နေပါတယ်။အာလက်ရှိအခုလိုမျိုးဟိုရခိုင်ပြည်လူအရေးကြီးတဲ့အခုလိုကာလမျိုးမှာကျမတို့ရခိုင်ကစာဖက်ပရိသတ်တွေအတွက်အာနရင်စရာပရိသတ်အတွက်ကျမတို့လိုအပ်နေသေးတယ်လို့လည်းကျမယုံကြည်ပါတယ်။ရှိနေဖို့အတွက်ဟို လိုအပ်နေတဲ့ကာလတစ်ခုအနေနဲ့လည်းကျမတို့ရှုမြင်ပါတယ်။ဒါကြောင့်ပြည်သက်တွေအနေနဲ့လည်းကျမတို့သတင်းဌာနရေးရှိရည်တည်နိုင်အောင်သတင်းတွေပုံမှန်ထုတ်လွှင့်နိုင်အောင်အတွက်အာလုံးဝိုင်းဝန်းပတ်မှုကူညီပေးကြဖို့လည်းမြစ်တာရက်ခံချင်ပါတယ်။ကျမတို့သတင်းဌာနအနေနဲ့ရခိုင်မြန်မာကမ္ဘာနဲ့သက်ဆိုင်တဲ့သတင်းတွေကိုတိကျမှန်ကန်စွာနဲ့အချိန်နဲ့တပြေးညီပြည်သက်တွေကိုဆက်လက်တင်ပြနိုင်ဖို့အတွက်အားလုံးအတက်နိုင်ဆုံး ပူပေါင်းပါဝင်ကူညီကြဖို့အလေးနက်ထားမေတ္တာရက်ခံပါစေရှင်။